အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်ပေါ့နေ့လေးတစ်နေ့ဖြစ်ပါဆိုကြတော့ဒီညကနေပြီးတော့ဆုံမောင်းကောင်းတောင်းပီလာရပါတယ်ဘောနော်အဲ့တော့ကျွန်တော်တို့လက်ရှိမှာတော့ဒါကျွန်တော်စိတ်ဝင်စားစရာကောင်းပဲ နောက်ထပ်အခြေအနေတစ်ခုထွက်ပေါ်လာခဲ့ဖြစ်တယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးအခြေအနေကတိတ်ပြီးထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ဝင်စားမယ့်ကောင်းမယ့်အခြေအနေတစ်ခုကိုပြောပါဆိုရင်တော့ဒါကျွန်တော်တို့လက်ရှိနောက်ဆုံးရသတင်းတွေရဆိုရင်တော့ဒါပရီးမီးယားလိရဲ့တနှစ်တာအကောင်းဆုံးကစားသမားလူငယ်အကောင်းဆုံးကစားသမားနဲ့နီးပြလူစင်းထွက်လာ။အဲ့တော့ဒီပေါ်မှာမူတီဗီကျွန်တော်ရဲ့အတွေ့အမြင်တွေကိုကျွန်တော်ပြောသွားခြင်းနဲ့ဒီနေရာမှာကျွန်တော်ရဲ့ဒါကျွန်တော်ဒီထဲမှာတယောက်ကိုရွေးရမယ်ကျွန်တော်ရဲ့ရွေးချယ်မှုကလည်းကျွန်တော်ဒါပြောပြသွားခြင်းနဲ့ဒီမှာပါပါတယ်။အဲ့တော့ လက်ရှိဒါကျွန်တော်မဖြစ်မနေရွေးရမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ဒါရွေးရမယ်ကျွန်တော်ပြောတာကျွန်တော်ပြောရမယ်နော်ဒါကျွန်တော်ရဲ့တယောက်တည်းတူတယောက်တည်းအမြင်ဖြစ်ပြီးကျွန်တော်ကိုယ်တိုင်က personally သဘောကျလို့ဒါရွေးချယ်ထားတဲ့တော့ပါတော့ခုနကပြောကိုယ့်ရဲ့ personal preference ကကိုယ့်ရဲ့ personal bias ကအများကြီးလည်းပါနေတယ်ဒါပေမဲ့ premier league ကလည်းသူ့ဘောက်သူတာတသက်မဲပေးပဲမဲနိုင်ပြီးရွေးချယ်မယ်တော့ပါတော့ လက်ရှိမှာတနစ်တာအကောင်းဆုံးပနာမလူစင်းကိုထုတ်ပြန်တဲ့နေရာမှာအာလုံမောင်းတာ၈ရောက်ထုတ်ပြန်ခဲ့တယ်။ပထမဦးဆုံးတစ်ယောက်က Morgan Gisway ဒီနေရာမှာတစ်ယောက်ချင်းစီကျွန်တော်နည်းနည်းလေးဒီဒီလေးပြောတာကျွန်တော်၉မိနစ်ပြေးအောင်ပေါ့နော်။အဲ့တော့ Morgan Giswai အနေနဲ့တကယ်တမ်းထိုက်တန်လာမင်းတော့ share ထိုက်တယ်ပါတယ်လက်ရှိဒါကျွန်တော် Northern Forest အသင်းရဲ့ဒါကျွန်တော်တို့လုံးဝအရေးပါတဲ့ကစားသမားဒီနှစ်ရဲ့ဒါကျွန်တော်တို့ဥရောပပေါ့နော်ဒါကျွန်တော်တို့ Champions League တော့ဝင်ဖို့ကက်ခဲသွားခဲ့ပေမဲ့ဥရောပဝင်ဝင်မှာတကယ်ကိုအရေးပါဥလုံးဝဥဆောင်ခဲ့တဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်ပေါ့နော် Morgan Giswai နေတကယ်လည်းလက်ရှိမှာ City အသင်းလိုမျိုးအသင်းကများအမှဒါစိတ်ဝင်စားမှုရှိရလောက်အောင်တကယ်ကိုထိုက်တန်ခဲ့တဲ့ကစားသမားတယောက်ဆိုတော့လုံးဝငြင်းစရာမရှိဘူးနောက်တစ်ခါကျွန်တော်တို့ဒါ Gravy ပေါ့နော် Ryan Gravenbatt နေတဲ့ဒီနှစ်မှာဒါကျွန်တော်တို့ ဂျာဂျန်ကလော့ဒါကျွန်တော်မနစ်ကဝေထားတဲ့ကစားသမားမှာဟုတ်ရဲ့လားဆိုရင်မိကိုနေကိုမီးရလောင်အော်ချလောင်ကစားသမားတစ်တယောက်ရောက်လာခဲ့အောင်ကောင်းခဲ့တဲ့ Ryan Graven ဘက်ပေါ့ဒီနေ့မှာဒါကျွန်တော်အကောင်းဆုံးကိုကွင်းလေကစားသမားရဲ့တယောက်လို့ညင်းလို့ရတယ်။နောက်တစ်ယောက်ကိုကျွန်တော်ပြောပါဆိုရင်တော့ကျွန်တော်တို့ Alexander Isak ဒီနေ့မှာဒါ Isak က version 2မျိုးရှိတယ်။ဒါပေမဲ့ version 2မျိုးလုံးကလက်ရှိမှာ top notch တွေပဲ။ Alexander Isak အနေနဲ့ကုလက်ရှိတာကျွန်တော်အမြင်ကပြောမယ်ဆိုတော့ကျွန်တော်တို့အာ ပရီးမီးယားလိမှာတင်မှုပဲလက်ရှိမှာသူ့နဲ့ရောက်တဲ့နေရာမှာ performance အမြင့်ဆုံးဆွဆောင်နိုင်ခဲ့တယ်။လက်ရှိမှာ Newcastle အသင်းရဲ့ဒါကျွန်တော်တို့လက်ရှိ trophy draw ကိုပဲရက်တန်ခဲ့တယ်။ဒါပေမဲ့ဒါဟာ Carabao ဖြစ်တဲ့ကြောင့်ကျွန်တော်နဲ့ထိတော့လို့မရဘူးလို့ဆိုလို့ရပေမဲ့ Alexander Isak ကလက်ရှိဒါကျွန်တော် Premier League ဒီနှစ်မှာလည်းအကောင်းဆုံးခြေစွမ်းတွေကိုပြသပြီးတော့သူ့အနေနဲ့သူဘာလုပ်နိုင်လဲဆိုတာကိုရွေးချယ်ခဲ့တဲ့ဥစားကိုသူတွေ့ရမယ်။အဲ့တော့ဒါတစ်ဖက်ကတော့ Brian Ambor မို့နော် Brentford အသင်းရဲ့ဒီနှစ်မှာဒါကျွန်တော်နေရာဆုံးဆော့နိုင်ပြီးအခုလက်ရှိမှာလည်းအသင်းကြီးတော်တော်များများရဲ့စိတ်ဝင်စားမှုကိုခံရတဲ့ကစားသမားတယောက် Brian Ambor မို့နဲ့အခုလက်ရှိ Thomas Frey ရဲ့ န်တာအတက်ကင်တင်းမှာအင်မတန်မှအရေးပါအရာရောက်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ဘယ်လိုပဲပြော Brian Ambo မှုနဲ့ဒီစီးရင်းထဲမှာတချို့ကြတာအမျိုးမျိုးညှင်းခုန်ရရမယ်ကျွန်တော် Brian Ambo မှုကိုပါတဲ့နေကစားသမားတစ်ယောက်လို့ပြောရရတယ် Thomas Bryant Bravo လက်ရှိမှာဒါကျွန်တော်တို့ခြေစွမ်းပြနေတဲ့ဒင်းမှာတကယ်ကိုအရေးပါဆုံးသတ္တမရဲ့တယောက်ဖြစ်တယ်။ Bryant Ambo Mo ဒါကျွန်တော်အသိမပြုမဲ့ဒါ Whisper ကဒီညမှာ Titan တလောက်အသိမပြုတဲ့ကစားဒါပေမဲ့ Ambo Mo နဲ့ဒီ list ထဲမှာပါတဲ့ကစားသမားရဲ့တယောက်ကျွန်တော်နေနဲ့မြင်နေ။အဲ့တော့ Morgan Gisbright Ryan Gravenberg Isak Ambo Mo ဒီကစားသမားလေးယောက်လုံးလုံးဝ100%လုံးဝ Titan နဲ့ကစားသမားရဲ့ပါတယ်။နောက်တစ်ယောက်မှာဒီညမှာဒါကျွန်တော် Declan Rice ပေါ့နော်။ Declan Rice အနေနဲ့ကျွန်တော်ဒါဒီ list ထဲမှာပါတာသိပြီးတော့ထူးဆန်းကြမှာလက်ရှိမှာဒါကျွန်တော် Premier League မှာ အဲ့ချေစွမ်းပြခဲ့သူဒါ international stage တွင်ပေါ်မှာဒါ Declan Rice ကအကောင်းဆုံးလုပ်ပြခဲ့တယ်ဒါကျွန်တော်တို့အနေထားမှာပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ရဲ့အမြင်ကနောက်ထပ်တစ်ခုအနေနဲ့ထပ်ပြောရမယ်ဆိုရင်တော့နောက်ထပ်၃ယောက်ကျန်နေသေးတယ်ဒီမှာဒါကျွန်တော်ပါတင်တဲ့ကစားသမားတွေလည်းရှိလို့မပါတင်တဲ့ကစားသမားဆိုတာကျွန်တော်အနေနဲ့ဒီတော့မရှိတော့အဲ့တော့ဒါ nominees ကိုလည်းသူတို့ဆယ်ယောက်လောက်လုတ်တင်တယ်လို့ကျွန်တော်အနေနဲ့ personally မြင်မိတယ်ပေါ့နော်အဲ့တော့ဒါဒီနေ့မှာဒါကျွန်တော်တို့ Declan Rice ပါတယ်ဒါတချို့ကညော Declan Rice ပါတင်တယ်မပါတင်ဘူးဆိုတော့ကျွန်တော်မဆိုးအဆင်ပြေတယ်ဒါသူ့အနေနဲ့ Arsenal ကွင်းလယ်မှာ Thomas Partey Odin Gattuso အများကြီးပိုရေးပါတဲ့ကစားသမားတယောက်နဲ့ကျွန်တော်ဒီနေ့မှာမြင်မိတယ်ပေးရတာကျွန်တော်ဒီနေ့ရတာအကောင်းဆုံးကစားသမားရဲ့တယောက်လုံးဝမဖြစ်မနေကြီးကျူးရမယ်လက်ရှိမှာစံချိန်တွေကလည်း လမ်းပြန်ထွက်နေအောင်ချိုးထားခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့မူဆာလာပေါ့နော်အဲ့တော့ Virgil van Dijk ဒီစီးနမှာပါလာခဲ့တဲ့ဒါတိတ်ပြီးထူးဆန်းတဲ့နှစ်ယောက်တော့မဟုတ်လက်ရှိမှာဒါ Champion စီးနမှာပါနေတဲ့ဖြစ်တဲ့ဒီနေရာကဒါဆာလာလက်ရှိမှာဒါ goal တွေကဒါ assist တွေကလက်ရှိမှာဖန်တီးပေးထားပြီးလုပ်ပြနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ Virgil van Dijk ကလက်ရှိမှာဒါကြောင့် Liverpool အသင်းရဲ့ခံစစ်မှာဒါကျွန်တော်တို့လုံးဝကိုဆဆတ်တမန်ဥဆောင်နေစေဖြစ်တယ်နောက်တစ်ယောက်က Chris Wood ပေါ့နော်ဒီထဲမှာဒါလက်ရှိမှာဒီနေ့တိုက်စစ်မှုတော့ underrated ဖြစ်ဆုံးနဲ့ဒါလက်ရှိမှာ Northern Force အသင်းရဲ့အရေးပါဆုံးကစားသမားရဲ့တစ်ယောက်ဆိုလည်းညင်းမဲ့ပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ ဒါအများကြီးညင်းလို့ရတဲ့အချိန်ဒီမှာရှိတယ်။ဒါကျွန်တော်လက်ရှိမှာဒီထဲမှာနှစ်ယောက်မပါလာတာနှမျိုးဘူးကောင်းတယ်လို့မြင်နေ။ဒါကျွန်တော်ရဲ့ပါစတာအမြင်ပေါ့နော်။အဲ့တော့ပထမဦးဆုံးတယောက်အနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်ဘရူနိုဖာနန်ဒက်စ်ပဲ။ဘရူနိုဖာနန်ဒက်စ်ကလက်ရှိမှာဒါပရီးမီးယားလိမှာဒါကျွန်တော်အဆင့်16အနေထားမှာရှိပြီမဲ့ဘရူနိုဖာနန်ဒက်စ်ကဒီနေ့မှာဒါတကယ်ကိုလမ်းပြန်ထွက်နေတဲ့ကစားသမားတယောက်လို့ကျွန်တော်အနေနဲ့မြင်နေ။ဘရူနိုအနေနဲ့ဒီလက်ရှိဒီစီးနောက်မှာပါကျွန်တော်အနေနဲ့ပြောသူတို့ကကြည့်တာကတော့ပရီးမီးယားလိအနေနဲ့ပဲကြည့်ရတဲ့အတွက်ကြောင့်မို့ဒါမပါလာလို့ကျွန်တော်အနေနဲ့မြင်မိတယ်။နောက်တစ်ယောက်အနေနဲ့ထပ်ပြီးပြောရမယ်ဆိုလက်ရှိမှာဒါ အဲ့တော့ဒီနေ့တော့ကျွန်တော်ယူချက်အခါမှာကျွန်တော်အနေနဲ့ဒါလက်ရှိ Chelsea အသင်းရဲ့ဒါကျွန်တော်ကွင်းလေကစားသမားဖြစ်တဲ့ Moise Kaiser တို့ပေါ့နော် Kaiser တို့ရဲ့လက်ရှိဒီနှစ်မှာ Chelsea အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်ပြီးတော့ Chelsea အသင်းကိုယ်တိုင်ကလည်းအကောင်းဆုံးကစားသမားသတ်မှတ်ထားကြစားပဲအဲ့တော့ဒီထဲမှာဒီနှစ်ယောက်မပါလားကျွန်တော်အနေနဲ့တော်တော်လေးကိုထူးဆန်းတယ်။ Bruno Fernandes အနေနဲ့ကဒါခုနကပြောသူလက်ရှိမှာပြည်တွင်းလိရဲ့ဒါအဆင့်နဲ့တိုင်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ ကိုင်စီတို့ကိုတော့ဘာလို့မထည့်လဲတော့ကျွန်တော်အနေနဲ့မမြင်မသိဘူးเนาะတော့လက်ရှိမှာဒီနေ့မှာဒါထည့်ပြီးဆွေးနွေးရမယ်ဆိုတော့ဒါကျွန်တော် Aston Villa တချို့သောကစားသမားတွေလည်းပါတဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ Aston Villa တသင်းလုံးကောင်းတဲ့ကြောင့်မဒါကျွန်တော်အမြဲတမ်းဒါဆွေးနွေးရမှာတော့အဲ့တော့ကျွန်တော်အနေနဲ့လက်ရှိမှာဒီ၈ယောက်ထဲကတယောက်ကိုကျွန်တော်ကိုရွေးပါဆိုရင်တော့ကျွန်တော်ကတော့ Virgil van Dijk ကိုကျွန်တော်တို့ရွေးမိမယ် Virgil van Dijk ကကျွန်တော်တို့ကတင်းမော့ဖ်ဒီယာဒါကျွန်တော် Prime of the Season ဒါကျွန်တော်အကောင်းဆုံးကစားသမားရတဲ့တယ်ကျွန်တော်နေဒါအခုနောက်ဘယ်လိုပဲကျွန်တော်ရဲ့တူးတယောက်ထဲအမြင်သာဖြစ်တယ်ပေါ့နော်အဲ့တော့ နောက်ထပ်တယောက်အနေနဲ့ထပ်ပြီးပြောရမယ်ဆိုတော့လက်ရှိမှာဒါကျွန်တော်နီးပြစုပေါ့နော်နီးပြစုမှာလက်ရှိမှာပနာမလူစင်းမှာ9ယောက်ဖြစ်တယ်လက်ရှိမှာဒါကျွန်တော်သောမတ်စ်ဖရက်ဒါကျွန်တော်ဒါရက်တီနေတယ်ဒါကျွန်တော်လက်ရှိမှာပြီးတော့အက်ဒီဟောင်းအက်ဒီဟောင်းရဲ့ခုလက်ရှိမှာဒါကျွန်တော်အခက်မသိဒီယာဒီမှာအစစ်နစ်နဲ့တော့မှပိတ်သိမ်းသွားနိုင်မယ်ကစားသမားတယောက်ကနီးပြတယောက်ဖြစ်တော့ဒါကျွန်တော်တို့နောက်တစ်ယောက်ကနူနိုအက်စပရဒူဆန်ဒူးစ်နောက်တစ်ယောက်ကဗစ်တာပါရဲဒါနဲ့အာနီစလော့ဖြစ်တယ်အဲ့တော့ဒီနေ့မှာ9ယောက်ရှိနေမှာဒါကျွန်တော်တို့အမျိုးမျိုးဆိုတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီညမှာရွေးရတအား ခတ်တယ်ခင်ဗျဖျားစုတအားခတ်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အခုလက်ရှိမှာ Thomas Rand Eddie Howe Lulu Esperdo Santos Victor Pereira Alisson တဲ့အောင်ချင်းနည်းနည်းပြောအောင်အဲ့တော့ Thomas Rand ရဲ့အခုလက်ရှိ Brentford ကိုဒဇာနဲ့ဒဇာတာတန်တက်လာပြီးကအမြင်နဲ့ positive အပေါင်းလက္ခဏာဆောင်အောင်ဆွဲသွင်းတော့ငယ်ရယ်အဲ့ဒီတော့ဒီနှစ်ရာသီစမှာတော့အားနေခဲ့တာမှန်မယ်အခုလက်ရှိမှာတော့ကာရာဘောဖလားတစ်ခုကိုယူပေးနိုင်တယ်အခက်မသိရင်ဒီနှစ်မှာယူကာစိတ်ယူနိုက်တက်ကပရီးမီးယားလိမှာအဆင့်နှစ်နေရာတော့ရသွားနိုင်တဲ့အနေထားမှာရှိတယ် ။နှစ်ဘက်ကနူနိုအက်စပရိုဆန်တိုစ်နူနိုအက်စပရိုဆန်တိုစ်ကလက်ရှိမှာရှီရင်းဆိုတဲ့ဘတ်ဂျက်နဲ့ပဲဒီအသင်းကိုလံပြန်ထွက်အောင်သူ့အနေနဲ့လုပ်ပြခဲ့ဥရောပဝင်ဝင် ရခဲ့တယ်။ဗစ်တာပရီနာဒီနှစ်မှာတော့ကျွန်တော်နောက်မှရောက်ခဲ့ပေမဲ့အသင်းကိုလက်ရှိမှာအကောင်းဆုံးဆွဲဆောင်နိုင်ပေးခဲ့တယ်။အာနီဆော့ကပြောတာလက်ရှိမှာပရီးမီးယားလိဂ်ချဲအဲ့တော့ ဒီနေ့ရတာကျွန်တော်အတွက်အကောင်းဆုံးတာကျွန်တော်တို့လက်ရှိနီးပြတယောက်ကိုပြောပါဆိုကျွန်တော်အနေနဲ့အာနီစလော့ထက်ကျွန်တော်တို့အက်ဒီဟောက်ကိုရွေးချယ်တယ်လို့ကျွန်တော်လည်းပြောချင်တယ်အက်ဒီဟောက်နဲ့ဒါကျွန်တော်ရာသီစမတော်လေးကိုတိုင်ပတ်ခဲ့မယ်လက်ရှိမှာအစစ်နှစ်နေရာနဲ့ဒါအန်အပ်လုတ်သွားနိုင်ရကျွန်တော်နေဒါအချီးကျူးတယ်ပြောလို့ရတယ်ကောမက်ဖက်နဲ့နုံနိုအက်စပီရိုဆန်တို့ကျွန်တော်စဉ်းစားခဲ့မယ်နုံနိုအက်စပီရိုဆန်တို့နဲ့နောက်ပိုင်းမှာနည်းနည်းလေးအားနည်းသွားခဲ့ကျွန်တော်ဒီနေရာမှာခြံထားခဲ့တာဖြစ်တယ်အဲ့တော့ဒါခုနထပ်ပြီးပြောရမယ်ဒါဟာကျွန်တော်ရဲ့တဦးတယောက်ထဲအတွင်းနဲ့အမြင်နဲ့သာဖြစ်ပါတယ်ခင်ဗျားတို့လည်းကျွန်တော်အများကြီးအများကြီးမှားနေတယ်ကျွန်တော်တို့အက်ဒီဟောက်ကိုအစစ်နှစ်နေရာမှာကျွန်တော်တို့ခုနပြောသူပဲအစစ်နှစ်နေရာကိုရက်တိနိုင်မယ်ဆိုတော့ ာနီဆိုရင်သူပထမရာသီမှာလှုပ်ထားမိုက်တယ်ဒါပေမဲ့လက်ရှိခုနကပြောအာနီစလော့အနေနဲ့ဆာလာတို့ဗန်ဒိုက်တို့လိုကစားသမားရှိတဲ့အချိန်မှာအက်ဒီဟောင်းနဲ့ဒီလိုမျိုးကစားသမားတွေအက်ဒီဟောင်းနဲ့ဒီနေ့မှလည်း injury တွေတွေ့ခဲ့ရတယ်ပေါ့နော်ဒါအဲ့လိုပုံစံမျိုးချီကျူးရတဲ့မှာပါတယ်အဲ့တော့အက်ဒီဟောင်းကကျွန်တော်တို့အကောင်းဆုံးဒါကစားသမားနေရွေးချယ်ပြီးတာဖြစ်တယ်အဲ့တော့လက်ရှိမှာဒီနှစ်မှာဒါပြီးတော့အကောင်းဆုံးလူငယ်ကစားသမားစုရဲ့နံပါတ်တွေကလည်းမိုက်တယ်အဲ့ဒီနှစ်မှာဒါကျွန်တော်တို့ Liam Delap အန်တိုနီအလန်ကအလီယန်ဒလက်ကလက်ရှိမှာအေးဆွစ်တောင်းနဲ့တန်းဆင်းသွားခဲ့မဲ့သူ့ရဲ့ twin code တွေကတကယ်ကိုလမ်းပြန်ထွက်နေခဲ့တာဖြစ်တယ်။အလန်ကလည်းမဆိုးဘူးပြဒီနေ့မတော်လေးကိုအဆင်ပြေတယ်။ဒါပေမဲ့အလန်ကတော့ကျွန်တော် D list ထဲမှာကျွန်တော်တိတ်ပြီးတော့ဟိုအမြဲဝင်လိုက်ထွက်လိုက်ဖြစ်နေကျွန်တော်တိတ်တော့နေရမှာပေါ့။အဲ့ဒါမှ Gravenberg Gravenberg ကတကယ်ကိုချီချူးဖို့ကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။ပြီးတော့ဒါလက်ရှိမှာဘူးမော့နဲ့တူပွဲထွက်လာခဲ့တဲ့ Dean White အခုလက်ရှိမှာ Real Madrid နဲ့ပြောင်းရွှေ့ဖို့သဘောတူညီမှုရသွားခဲ့ပြီ။ကိုပါမကိုပါမဒါယာဒီဆာမှာမိုက်ပန်ယာဒီနောက်ဘက်မှာနည်းနည်းလေးအဖျားရှူသွားခဲ့တယ်လို့မြင်တယ်။ Chao Pedro လည်းဒီတိုင်းမှာယာဒီဆာမှာတော်တော်လေးကိုကောင်းမယ်။ Chao Pedro နောက်မှာအခြားခုသွားခဲ့တယ်။ Morgan Rogers စာလီပါ Morgan Rogers ကိုကျွန်တော်ဒါ personally တော်တော်လေးကိုသဘောကျတယ်။တကယ် Aston Villa အသေးဒီနေ့အောင်မြင်မှာအရေးပါတယ်လို့မြင်တယ်။စာလီပါစာလီပါကိုဒီညမှာကျွန်တော်လက်ရှိမှာဒါပထမနေရာမှာဒါဒီ အဲ့ပေါ့ဟို give you a damn မြခင်ဒီကျွန်တော်အနေနဲ့ Sally Bauta Young Clay of the Year ကျွန်တော်ကောင်းတယ်မှာတတ်မှတ်ထားတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီနေရာမှာကျွန်တော် Graven Back ကိုပဲတန်းကျွန်တော်ရွေးချယ်မိခဲ့တယ်။ဘာလို့လဲဆို Sally Bauta ရဲ့နောက်ဘက်မှာကြဆင်းသွားခဲ့တဲ့ခြေစွမ်းကြောင့်မကျွန်တော် Sally Bauta ကိုခောက်ထားခဲ့ပြီးတော့ကျွန်တော် Ryan Graven Back ကိုကျွန်တော်ရွေးချယ်ခဲ့တယ်။အဲ့တော့ဒီနေရာမှာဒါကျွန်တော် Leon Delatt ကိုဘာလို့ကြိုက်ခဲ့ပေမဲ့ Ryan Graven Back ကဒီနေ့ရတာကျွန်တော် Liverpool အသင်းရဲ့လုံးဝမရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့ဆိုရမယ့်တင်မှာပါပါတယ်။အဲ့လက်ရှိမှာကျွန်တော်ရဲ့အကောင်းဆုံးကစားသမားတစ်ယောက်က Virgil van Dijk နဲ့ကျွန်တော်ဒါ Ryan Graven Back ဖြစ်ပြီးတော့ဒီပြနေရာကိုကျွန်တော် AD ီဟောက်ကိုကျွန်တော်ကတော့ပေးထားတာဖြစ်ပါတယ်အညီကိုတို့မြန်မာဘလူးတွေပေးတင်တယ်ဘလူးတွေရတင်တယ်အောက်ကဆွေးနွေးပေးကြပါအောင်ဒါလည်းပါပဲဘောလုံးမတွေကိုကြီးရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db4 ကြီးတို့မှဂျင်းလူစံပေါအောင်ကြိုးလို့ရပါတယ်မြန်မာရဲ့ clip ဖို့မမေ့ကြပါနဲ့ဗျမြန်မာ clip မှာမြန်မာဖြစ်ပါတယ်အားလုံးမကြိုးပါနဲ့ကောင်းမွန်တော့နေ့လေးတစ်နေ့ဖြစ်ပါစို့စုမောင်အောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AAC တွေ့ကြတာပေါ့ကျွန်တော်တို့ကိုပြပါအောင်ဒီပါပါဗျ